okay ဒီနေ့ခံယူမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့တင်းယူလို့ဘယ်နှယောက်ကတင်းယူခြင်းတယ်လဲ amen ဘယ်နှယောက်က are you ready amen to take possession of it ကျွန်တော်တို့ကတင်းယူရမယ့်သူများဖြစ်တယ်ကျွန်တော်တို့တင်းယူစရာတွေအများရှိတယ်ဒီနေ့သင်မပိုင်သေးသောຢာတွေကိုတင်းယူဖို့အတွက်ဘုရားခင်နှုတ်ကပတ်တော်ရောက်လာတာဖြစ်တယ် hallelujah ယောရှုမဆာခန်းကြီး27အငယ်43ကနေ45ဒါရောဘုရားကလည်းငါပေးမည်ဟုဘိုးဘေးတော်ကကြိန်ဆိုတော်မူသောပြည့်ရှိသမျှကို amen ကျွန်တော်တို့တင်ရမယ့်အရာတွေတချို့တွေမချန်ခဲ့နဲ့တော့ရှိသမျှအားလုံးရဖို့အတွက်ဖះကောင်းကြီးပေးပါစေဤဒွေလာမျိုးသားတို့အားပေးတော်မူသဖြင့်သူတို့သည်တင်းယူ၍နေရာကြကြ၏ကျွန်တော်တို့က settle down လုပ်ချင်တယ်ကျွန်တော်တို့က permanent residency လိုချင်တယ်။အော်ကျွန်တော်တို့က permanent အရန်လိုချင်တယ်။ကျွန်တော်တို့ကတခုခုကိုအခိုင်အလေတော့အရချင်တယ်။ဘယ်ရာမှမခိုင်ဘူးလောကမှာ။ဒါပေမဲ့ကိုရောနေရာချပြီဆိုရင်တော့တကယ်ကိုခိုင်မာတော့နေရာဖြစ်တယ် hallelujah ။ကျွန်တော်တို့ခရီးတစ်ခုသွားမယ်ဆိုရင်လိုအပ်တဲ့ hotel reservation တွေလုပ်ရတယ်။ ဒီနေ့ကောင်းကင်မှာကျွန်တော်တို့အတွက်အိမ်နေရအဆင်သင့်ရှိတယ်မပြီးသေးလို့ဒါကျွန်တော်တို့ဒီမှာထိုင်နေကြတာဖြစ်ဒါလည်းလို့ရကျွန်တော်ဒီမှာလှုပ်ဆောင်စရာရှိနေလို့ဒါဖြစ်ဒါပေမဲ့ reservation already made amen ယေရှုထဲမှာကျွန်တော်တို့ကနေရာရပြီးသားဖြစ်တယ်ဒါကြောင့်ခိုင်မာမှုတည်ကြမှုကကိုရော့ထဲမှာရှိပါတယ်ထာဝရဘုရားကလည်းငါပေးမည်ဟုဘိုးဘေးတို့အားကျင်းဆိုတော်မူသောပြည်ရှိသမျှကိုဣသရေလမျိုးသားတို့ကတိန့်တော်မူသည်ဖြစ်သူတို့သည်တိန့်อยู่၍နေရာကြကြပြောကြည့်ပါဦးတိန့်อยู่၍နေရာကြကြဤ သူ့အလိုလိုတော့ကျွန်တော်တို့နေရာကြဖို့ခက်ကောင်းခက်လိမ့်မယ်ဒါပေမဲ့ကိုတော့စကားကိုကြားပြီဆိုရင်သင်ကတိမ့်ယူရမှာဖြစ်တယ်တိမ့်ယူဖို့ရန်တွဲကျွန်တော်တို့ဒီနေ့လက်တွေကိုအရှင်သင့်လှုပ်ထားအောင်ဟာလေလုယာတရားတင်တာနားထောင်တဲ့ခါမှာကျွန်တော်တို့ခါလီမှာဘေးရလူတော့မတိစေနဲ့ဒါမဲ့ယုံကြည်ခြင်းနဲ့တိမ့်ယူလိုက်စမှာဟာလေလုယာယုံကြည်ခြင်းနဲ့အရယူလိုက်ပါဟာလေလုယာဒီနေ့နှုတ်ကပတ်တော်ကို အားလုံးအားပါရလက်များကိုကောင်းကင်ကိုချီးပင့်ပြီးတော့မှယေရှုနာမနဲ့ရယူရအောင်ဒီနေ့နှုတ်ကပတ်တော်ကိုသိမ့်ယူပါဟာလေလုယာသင်သိမ့်ယူတဲ့လောက်ရမှာဖြစ်ပါတယ်အာမင်အိုးပရိသလောဒီတော့ငွေ၄၄မှာဘိုးဘီတော်ကကျင်းဆိုတော်မူသည်များတိုင်ပဝင်းချင်းအရက်၌ညင်ဝတ်ရာအရက်အခွင့်ကိုပေးတော်မူသည်ဖြင့်သူတို့ရှိမှအဘယ်ရန်သူများမရက်နိုင်ရန်သူအပေါင်းတို့ကိုသူတို့လက်သို့အပ်တော်မူ၏အာမင် ်အဲကျွန်တော်တို့စင်မှုဒီကိုရတာဖြစ်တယ်ဆိုတာအချိန်ချင်းကျွန်တော်တို့တရားသင်တယ်လည်းနားခဲ့တယ်နေ့တိုင်းနှိပါကျွန်တော်တို့ဒီသချင်းတွေဒီຢာတွေနဲ့ကျွန်တော်တို့ခွန်အားယူကြပါတယ်စစ်တိုက်တဲ့အထဲမှာပြိုင်ပွဲမှာတိုက်ပွဲမှာဝင်ပြီးမှနိုင်တာဆိုတာကိုကျွန်တော်တို့ကလူအနေနဲ့ခံယူပေမဲ့အမှန်တကယ်ကတော့ဖရားရဲ့အမြင်မှာကျတော့ရန်သူကိုတက်လက်တယ်ပေါ့အပ်ပေးလိုက်တာဘာလို့ဆိုတော့သူအရာခတ်သိမ်းပိုင်တတ်တော့ဖရားဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဘာမှတောင်လှုပ်ရှားမလို့ပဲရန်သူကိုဖရားခင်ကကျွန်တော်တို့လက်ထဲမှာအပ်ပြီဆိုရင်သင်ကနိုင်တော်သူဖြစ်တယ်အာမင်ယောရှဖတ်တို့လက်ထက်တုန်းကသူတို့နိုင်တဲ့လက်နက်ကချီ းမွမ်းခြင်းလက်နဲ့ဖြစ်တယ်ဟာလေလုယာကိုတော့ကိုချီးမွမ်းတဲ့ခါယန္တူတွေကိုကျွန်တော်တို့လက်ထဲအပ်တဲ့ခါကျွန်တော်တို့ခြေမုံးစရာတော့မလို့ယန္တူတွေအချင်းချင်းခြေမုံးသွားတာကိုတွေ့ရတယ်အာမင်သာရဖျားသည်ဤသူလာမျိုးဖို့မိန့်တော်မူသောကောင်းကျိုးတစုံတစ်ပါးမြမလျော့ရှိသည်များတို့သည်ပြည့်စုံကြ၏ကျွန်တော်တို့ကလောကမှာပြည့်စုံတဲ့နေရာမရှိပါဘူးဆိုတော့အကုန်လုံး discount ပဲကျွန်တော်တို့ကလုပ်ကြရတယ်ကျွန်တော်တို့ကဈေးကိုတခါတည်းကွက်ကိုဈေးလျှော့ပြီးသားဘယ်လူတိုင်းအောင်ပြည့်စုံနိုင်အောင်ဆရာရဲ့ဒါတော့ဒီလောက်တော့ဘယ်လုပ်နိုင်မလဲအာကျွန်တော်တို့ဒါအကောင်းဆုံးလုပ်ထားပြီးပြီကျွန်တော်တို့ဒီဟာတော့ detail ပြီးတော့တော့လုံနိုင်မှာမဟုတ်တော့ဘူးလို့ကျွန်တော်တို့တခါလေးမှကန့်တတ်တယ်မှန်ပါတယ်ကျွန်တော်ရောကျွန်တော်လုံနိုင်တဲ့အကန့်တတ်ရှိပါတယ်တိုးတော်လေဘုရားခင်အလုံးလုံးလာပြီဆိုရင်တော့ကောင်းကျိုးတစုံတစ်ပါးများမလျော့လိုက်ဆိုပြပါအောင်ကောင်းကျိုးတစုံတစ်ပါးများမလျော့ရှိသည်များတို့သည်ပြည့်စုံကြ၏အာမင် English လို့ဖတ်ကြည့်အောင် Not one of all the Lord's good promises to Israel fail. Everyone was fulfilled. Everyone's or every single good promise of God fulfill hallelujah နော် praise the lord လက်ကိုတီးလက်တီးပြီးအောင်ဘုရားသင်ကိုပေးထားတဲ့ကောင်းတဲ့ဂတိတော်တွေတစုံတစ်ခုမြမလျော့ဘူး amen ကျွန်တော်တို့အမှတ်ပြရမယ့်ဖွင့်များဖြစ်တယ် hallelujah ယောရှုခန်းကြီး14အငယ်6မှာထို့အခါယူဒမျိုးသားတို့သည်ကိလကာလမြို့၌ယောရှုထံသို့လာ၍ကင်နဲ့အမျိုးယဖုန်နာရဲ့သားကာလပ်ကထာဝရဘုရားသည်ဂါဒေရှာဝနာရဲ့၌ကိုတော်နဲ့ကျွန်ုပ်ကိုကြီးဆောင်၍ဘုရားခင်၏လူမောရှေရာမိန့်တော်မူသောစကားကိုကိုတော်သိပါ၏ဒီနေရာမှာ ဘာမှဆက်မသွားခင်လေးမှာဒီကျမ်းစာလို့ပြန်ပြပေးပါကာလပ်ကယောရှုကိုဘယ်လိုဆက်ဆံတယ်လို့ကြည့်အောင်ဖျားပေးတဲ့ပိတ်တဲ့အမှန်တကယ်ဆိုပကုံးရှင်းရှင်းလို့ရတယ်သူတို့သွားပြီးလေ့လာတဲ့ချိန်တော့သူတို့နဲ့အထူးထူးသွားရတာဒါပေမဲ့မောရှေရဲ့ပိတ်တဲ့ကိုယောရှုကိုပေးတာဖြစ်တဲ့အတွက်ကာလပ်ကသူ့ကိုဘယ်လိုခေါ်လဲ ကိုတော်လို့ခေါ်တယ်ဒီနေ့ကျွန်တော်တယောက်တယောက်ဆရာခေါ်ကြပါဆရာမခေါ်ကြပါလို့ပြောတာမဟုတ်ဘူးအဲ့ဒါကကျွန်တော်တို့ရဲ့အသီးပွင့်ပဲကျွန်တော်တို့လက်ခံတဲ့အတိုင်းတာအတိုင်းသွားမယ်ဒါပေမဲ့ဘိတ်တိတ်ကိုတော့တံမိုးထားဖို့အဓိကပြောချင်တာဖြစ်တယ်ကာလက်ကယောရှုဝါမင်းငါတို့ချင်းချင်းလူငယ်နှစ်လေးဆိုတာမင်းငါတို့သွားခဲ့တော့ကွာအဲ့လိုဘော်ဒါလို့လို့မရဘူးဖရားရဲ့ဘိတ်တိတ်ဆိုတာငငယ်ကြီးကြီးဖရားရဲ့ဘိတ်တိတ်ကိုတံမိုးထားရမယ်ဖရားရဲ့ဘိတ်တိတ်ကိုတံမိုးထားတော့အဖြစ်ဖရားပေးထားတဲ့ဘိတ်တိတ်ပေးထားတဲ့သူကိုမထိနဲ့လို့ဆာလံကျမ်းထဲမှာလည်းပြောထားသလိုကျွန်တော်တို့ကဖရားရဲ့ဘိတ်တိတ်ကိုလေးမြတ်တော်တဲ့တော်ဖြစ်ပါတယ်လက်ခုပ်တီးလက်တီးပြရအောင်မယ် ကျွန်တော်အရန်ခွန်ရတဲ့ကကာလက်ကနော်ယောရှုကိုဟေးငွေချင်းငါတို့အတူတူပဲလုပ်ပေးဟောငါ့ကိုဒီဒါလေးနဲ့ပို့ပြီးခွင့်ရေးပေးငါတို့နဲ့အတူသွားခဲ့တာလေအဲအဲ့လိုကန္နာနဲ့မသွားဘူးသူကကိုတော်ဟာလေလုယာဒုကဲ့သို့ဖျားကိုလေးမြတ်သွားဖြင့်တယောက်တယောက်နှိမ်ချနိုင်တော့တင်းတော်ဖြူဖို့ဖျားရှင်ကောင်းကြီးပေးပါစေဒီလိုမျိုးမောရှေပြောတဲ့စကားကိုကိုတော်သိပါတယ်တဲ့ ဤပီကိုစူးစမ်းစေခြင်းကဘုရားရဲ့ကြုံမောရှိသည့်အကျွန်ုပ်ကိုဂါတေရှာဘာနာရက်မှဆေလွတ်တော်ခါအကျွန်ုပ်ဒီအသက်40ရှိပါ၏အကျွန်ုပ်ဒီကိုစိတ်ထင်သည့်တိုင်းပြန်ကြားလျှောက်ထားပါ၏အဲ့ဒီချိန်တုန်းကနော်တချို့ကအကျိုင်းကောင်လို့ထင်တဲ့ဖွဲ့တွေကအကျိုင်းကောင်လို့လျှောက်ထားတယ်ဒါပေမဲ့ငါတို့စားစရာဖြစ်တယ်လို့ပြောတဲ့ဖွဲ့ကတော့ငါတို့စားစရာဖြစ်တယ်လို့ဝန်ခံကြတယ်သင်ဝန်ခံတဲ့အတိုင်းသင်ရတာဖြစ်တယ်အာမင်စားတော့ဆံမထိုင်တဲ့အခါမှာကျွန်တော်တို့လိုချင်တာကိုမှာရတယ် အမှားမတက်ဘူးဆိုရင်ရန်ကုန်မှာရောက်တဲ့ချိန်မှာတွားပြီးတော့မှကျွန်တော်တို့မုံတီတုတ်ဆိုရင်ရခိုင်မုံတီတုတ်ထွက်လာလိမ့်မယ်ဒါပေမဲ့မန်လေးသားတွေကမန်လေးသူတွေကနော်မုံတီဆိုလို့ရှိရင်ဒါနန်းကြီးတုတ်ပေါ်ရန်ကုန်မှာကြတော့ခေါ်ဝေါ်လေးပြောင်းသွားတာနဲ့နန်းကြီးနန်းသေးကွဲသွားတယ်နော်ရတာလည်းကွဲသွားတယ် ်ဒါကြောင့်အခေါ်အဝေါ်လေးတွေကအရေးကြီးတယ်အပြောဆိုလေးကအရေးကြီးတယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့ငါဖျားနာတယ်လို့ပြောမယ်စားငါယေရှုနာမ၌ကျမ်းပါတယ်ဟာလေလုယာတနည်းအားဖြင့်ငါဖျားနာတယ်လို့ပြောမယ်စားငါကျမ်းပါခြင်းလိုအပ်တယ်ဟာလေလုယာဘာကိုကျွန်တော်တို့ရှေ့ရှုတယ်ဘာဝင်ခံလဲဆိုတာကကျွန်တော်တို့ရဲ့အနာဂတ်ကိုပြောင်းလဲပေးမှာဖြစ်ပါတယ်ကာလမ်နဲ့ယောရှုကတော့သူတို့စိတ်ထင်တဲ့အတိုင်းပြောခဲ့တယ်သူတို့ဟာငါတို့ဒီဒီကြီးမားသောသူတွေကိုငါတို့ကစားစရာဖြစ်တယ်လို့မြင်ခဲ့တယ်တဲ့အချစ်တုံးတဲ့သူသွားသောညီကိုတို့ဒီလူများစိတ်ပြက်စရာကိုပြုတော်လဲ ယ်အကျွန်ုပ်ဒီအကျွန်ုပ်ဤဘုရားခင်ထားတော်ဘုရားနောက်တော်တို့လုံလုံလိုက်ပါ၏အာမင်လုံလုံအနန်လေးလုံလုံချမ်းသာနော်တခြင်းမှာဒါကျွန်တော်တို့အလွယ်တကူလုံလုံနေဆိုထက်လိုက်တာဒါပေမဲ့အလွယ်တကူတော့မရဘူးဗျာလုံလုံဆိုတာလုံလုံဆိုတာပကတိအာမင်လုံလုံလျားလျားဆိုတာကအုတ်တုံအကျွင်းမဲ့အာမင်စကလုံးနေအရန်လာနော်ကျွန်တော်တို့ဖျားခင်နောက်ကိုလိုက်တဲ့ခါမှာလုံလုံလျားလျားလိုက်ဖို့ရည်ကြီးတယ်ပကတိလိုက်ဖို့ရည်ကြီးတယ် ချွင်းချက်တွေမလုပ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေ။ထိုနေ့ရက်၌မောရှိကတင်းသည်ငါ၏ဘုရားခင်ထားတော်ဘုရားနောက်တော်သို့လုံလုံလိုက်သောကြောင့်တင်နင်းပြီးသောမြေသည်အစင်ဆက်တင်ဤအမွေတင်ဤသားမြေတို့ဤအမွေဖြစ်ရလိမ့်မည်ဟုကြိမ်းဆိုလေ၏ဟာလေလုယာယောရှုနဲ့ကာလကတကယ်ကိုလုံးလုံးရလိုက်နိုင်တဲ့အတွက်တနည်းအားဖြင့်ပြောမယ်ဆိုရင်ရွေးတဲ့အချိန်မှာ မောရှေကယောရှုကိုညာလေဟိုကာလက်ကိုဘယ်လဲကိုရွေးလို့ရမှာပဲလို့ထင်เสียရှိတယ်။ဖျားရဲ့ဘိတ်တက်ကဖျားကခွဲခန္ဓာဖြစ်တဲ့အတွက်ကျွန်တော်မနာလို့เสียကြောင်းမရှိဘူး။နောက်လူရှိလူကြီးเสียမလို့ဖျားဘိတ်တက်ပေးပြီဆိုတာနဲ့အဲ့ဒီဘိတ်တက်ကိုရတဲ့လူကလည်းတံပိုးထားရမယ်။ထိမ့်သိမ်းရမယ်ကြီးထွားစေရမယ်။ကျန်တဲ့သူကလည်းထိုဘိတ်တက်ကိုလေးမြတ်မယ်။ကာလက်ကနော်ယောရှုကိုပြောဆိုတော့ငါတို့အချားညီအကိုတွေနဲ့အတူသွားတော့က၁၂ယောက်စလုံးကညီအကိုတွေပဲရွေးတူတွေပဲသူတို့ကပခုံးချင်းရှင်လို့ရတဲ့သူတွေပဲ။ ဒါပေမဲ့ကြံတဲ့သူကိုညီကိုခေါ်ပေမဲ့ယောရှုကိုတော့မောရှေဘိတ်သိက်ပေးခဲ့တာဖြစ်တော့ကြောင့် respect ဘိတ်သိက်ကိုလေးမြတ်သွားဖြင့်ကိုတော်လို့ဆရာလို့သူခေါ်ခဲ့တာကိုတွေ့ရတယ်ခုနှစ်ရက်၌မောရှေမာခဲ့တဲ့အရာကဘာလဲဆိုတော့သင်နင်းခဲ့တဲ့မြေကိုအစင်ဆက်သင်ရဲ့အမွေသင်ရဲ့သားမျိုးတို့အမွေဖြစ်ရမယ်လို့ချိန်ဆိုတယ်အာမင် ်စင်ကူမှာ10နှစ်ကျော်လှုပ်လှုပ်ပေမဲ့နှစ်20ကျော်လှုပ်လှုပ်ပေမဲ့ကျွန်တော်တို့သားမြေမြစ်တွေကိုအမွေပေးဖို့အတွက်ကျွန်တော်တို့စူးစမ်းနိုင်ခြင်းမှာစူးစမ်းနိုင်မယ်ဒါပေမဲ့တင်ဒီမှာရှိနေတုံးဘုရားကိုလုံလုံအနံလုံလုံလိုက်နာရဲဆိုရင်တော့ဘုရားခင်ကဘလို့လှုပ်မလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့တည့်ရဲ့သားသမီးမြင့်မြစ်တွေကိုအမွေဆက်ခံပေးနိုင်တော်သူဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေအဓိကယုံကြည်ခြင်းအမွေအာမင်ဘုရားရဲ့နာခံခြင်းမွေအာမင်ဖြောင့်မတ်ခြင်းမွေတွေကိုပေးနိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ ဣဇေလမျိုးသည်တော၌လှဲ့လေစဉ်အခါထာဝရဘုရားသည်ထိုတို့မောရှေအားမိန့်တော်မူသောနေမဆာ၍ယခုတိုင်အောင်အမိန့်တော်ရှိသည့်တိုင်အနှစ်45နှစ်ပတ်လုံးအကျွန်ုပ်အသက်ကို ရှင်စေတော်မူသဖြင့်ယနေ့မှာကျွန်ုပ်သည်အသက်85နှစ်ရှိပါ၏85နှစ်အရွယ်မှာသူက မနေ့တနေ့ရလိုပဲအားရှိဆုံးပဲလို့သူပြောနိုင်ခဲ့တယ် praise the lord ကျွန်တော်တို့ဖခင်ထဲမှာနေ့စဉ်ကြီးထွားတော်သူများဖြစ်ဖို့ဖခင်ကောင်းကြီးပေးပါစေ85နှစ်ရှိပြီပဲသူပါပြောလဲဆိုတော့တို့ရတွင်မောရှိစေလွတ်တော်နေ၌ခွန်အားရှိတဲ့ကဲ့သို့ယနေ့၌ရှိပါ၏ထိုအခါထွက်ဝင်ခြင်းအမှုစစ်တိုက်ခြင်းမှုကိုဆောင်ရွက်ခြင်းကတတ်ဆွမ်းနိုင်တဲ့ကဲ့သို့ယခုလည်းတတ်ဆွမ်းနိုင်ပါ၏ပြောချင်ပေါင်းယခုလည်းတတ်ဆွမ်းနိုင်ပါ၏ကျွန်တော်တို့ကအရင်တုန်းကရွှေထီးဆောင်ခဲ့တဲ့နေရာတွေအရင်တုန်းကတက်တေခံချက်တွေနဲ့ပဲကျွန်တော်တို့ဂျိုးတက်နေပြီဒီနေ့ အရင်တုန်းကလိုယုံကြည်ရအောင်အရင်တုန်းကလိုကိုတော့ထဲမှာနောက်တစ်ခေါက်ပြန်ပြီးမတည့်ရဲရအောင်ဟာလေလုယာအရင်တုန်းကလိုကျွန်တော်တို့တတ်ဆွမ်းနိုင်တော်သူများဖြစ်ကြောင်းဝန်ခံရအောင်အာမင်ကျွန်တော်တို့အထိုင်ချဖို့မဟုတ်ဘုရားသခင်ကတော့နေရာချစီမှာဖြစ်တယ်။ဒါပေမဲ့ကကျွန်တော်တို့က85နှစ်မှလည်းအစင်သစ်ဖြစ်တော်သူများဖြစ်မှာဖြစ်ပါတယ်။ဟာလေလုယာ။အာမင်။ကျွန်တော်တို့တင်ရမယ့်အရာတွေမြတ်များစွာရှိပါသေးတယ်။အာမင်။ထိုနေ့၌ထာဝရဘုရားမိန့်တော်မူသောဤတောင်ကိုကျွန်ုပ်ကပေးပါ။တောင်တစ်တောင်ကိုတောင်းဖို့ဆိုတာနော်။ နဲတဲ့တတိတော်မဟုတ်ဘူး။ဘာလို့ဆိုတော့အဲ့ဒီတောင်ပေါ်မှာရှိတော့အာနာကလူတွေရှိတယ်ဆိုတာ तू မသိလို့မဟုတ်သိတယ်။ကြီးမားခိုင်ခံတော်မျိုးတွေနဲ့ပြည့်စုံကြောင်းလဲ तू သိတယ်။ဒါပေမဲ့ still I will possess it. Hallelujah. ငါတိမ့်မယ်တဲ့ငါတိမ့်မယ်။ Hallelujah. ကျွန်တော်တို့ပေါ်ချောင်ကောင်းတိမ့်ဖို့မဟုတ်ဘူးเนาะကျွန်တော်တို့เนาะကျွန်တော်တို့ဘာမှပြည့်စက်ခြင်းမရှိဘဲနဲ့အလကားမှတင်ရခြင်းလို့မရဘူး။ကျွန်တော်တို့တိမ့်อยู่ဖို့တော့ ရဲရင်ချင်းလိုအပ်တယ်ယုံကြည်ခြင်းလိုအပ်တယ်အထူးသဖြင့်ကိုရောနောက်ကိုလုံလုံလိုက်နာခြင်းလိုအပ်တယ်ဒီနေ့ကိုရောစကားကိုလုံလုံလိုက်နာပြီးတော့ဖျားပေးတော့ຢာတွေတခုမကြံကောင်းတော့ຢာတခုမျှမလျော့တော့တက်တာဖြစ်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေထိုနေ့၌ကိုတော်သည်ကြားရပြီတို့ຢာတွင်ထောင်တော်ဖျားသည်အကျွန်ုပ်နဲ့တူရှိတော်မူလင်းအမိန်တော်ရှိတဲ့ထိုသူတို့ကိုနှင်ထုတ်ခြင်းကအကျွန်ုပ်တက်ဆွမ်းနိုင်ပါသည်ဟုရှောက်ဆို၏ 85နှစ်မှသူကတောင်းတွေကိုတေးအောင်မှာဖြစ်တယ်ဒီနေ့85နှစ်ရှိတဲ့လူလက်ထောင်ပေးပါအောင်နော်ဆုချခြင်းနဲ့ဒီမှာကျေးဇူးတော်ကြောင့်မရှိသေးဘူးဆိုတော့ကျွန်တော်တို့လက်လျှော်လို့မရဘူး hallelujah ကျွန်တော်တို့ကဆက်တေးအောင်မှာဖြစ်တော့ hallelujah စင်ကူနိုင်ငံမှာမြန်မာလူမျိုး9သိန်းကျော်ရှိနေပြီကျွန်တော်တို့တေးမှာဖြစ်တယ် hallelujah ပျောက်ဆုံးသောဝိညာဉ်တွေကိုကျွန်တော်တို့ကခေါ်တော်စီကိုခေါ်ဆောင်မဲ့တေးတော့ဖြစ်ပါတယ် amen oh praise the lord ရိတ်သိမ်းတဲ့ကာလမှာ ကျွန်တော်လေ့လာကြည့်တဲ့အခါမှာတောင်တူတဲ့သမားတွေကစိုက်ပြိုးတဲ့ကာလထက်ရိတ်သိမ်းတဲ့ကာလမှာပိုပြီးပြင်ပန်းတယ်မျိုးစီကျဲချတာကထွန်တယ်ရက်တယ်ညောစာတွေထည့်တယ်ရေသွင်းတယ်ပြီးတော့မြေ OK ပြီဆိုတာနဲ့သူကစဘာတွေကိုစိုက်တယ်ပြီးတော့ရင်စောင့်ယုံပဲ ပုံမှန်လေးရေလောင်းတယ်ရေသွင်းတယ်တက်တော့ပဲရေသိမ်းလာကြတော့အချိန်ဆိုတာရှိတယ် time is very important ဘာလို့ဆိုတော့ harvest ကတဲ့အကယ်၍ကျွန်တော်တို့ကအချိန် delay delay လုပ်နေရဆိုရင်နော်အဲ့ဒီ harvest တွေကအမဲ့လွန်သွားလို့ရှိရင်ကျွေသွားတယ်ဆိုရင်ဆုံးရှုံးမှုတွေအများကြီးရှိနိုင်တယ်ဒါကြောင့်ရေသိမ်းခြင်းမှာအချိန်နဲ့သွားတာဖြစ်အာမင်တုတ်တီးတုတ်ပြန်နဲ့နော်ကျွန်တော်တို့တွတ်တွတ်လက်လက်နဲ့နော်ကျွန်တော်တို့မြန်မြန်ဆန်ဆန်ရေးရမယ့်အချိန်ရောက်လာပြီ hallelujah သူ့ချိန်ရောက်လာတဲ့ခါမှာကျွန်တော်တို့ကပန်းကိုစီးပြီးတော့ကောက်လိုင်းရိတ်ဖို့အတွက်တယောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေတို့ဖြစ်၍ထိုနှင်းနဲ့ထားတော်ဖျားမိန်တော်မူသောဤတောင်ကိုအကျွန်ုပ်ကပေးပါပြောကြည့်ပါဤတောင်ကိုအကျွန်ုပ်အားပေးပါအေးပဲအဲ့ဒီနောက်မှာရေးထားတဲ့ຢာကတော့အလွယ်တော့မရဘူးအနကမျိုးတွေရှိပြီးသားနော် ကြီးစိုးနေတဲ့သူတွေရှိပြီးသားဖြစ်တယ်။ကျွန်တော်ဒါတွေကိုမောင်းထုတ်အောင်ပါဖြစ်တယ်။နေ့တိုင်းကျွန်တော်တို့ကဝิญဉ်တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ဒီနေ့မိုးလင်းမုတ်ချုပ်ယုံကြည်ခြင်းနဲ့လုံလုံလည်လည်လိုက်နာပြီးအသက်ရှင်တော်သူများဖြစ်ဖို့ဘုရားခေကောင်းကြီးပေးပါစေ။တို့အရာတွင်ကိုတော်ဘုရားသည်ကျွန်တော်နဲ့အတူရှိတော်မူရင်ထိုသူတို့ကိုနှင်ထုတ်ခြင်းကကျွန်တော်အသက်ဆွမ်းနိုင်ပါ၏။85နှစ်မှာသူကငါရနိုင်သေးတယ်ဆိုပြီးတော့မှကိုကို OC over confidence ရှိတာမဟုတ်ဘူး။သူပြောတဲ့စကားလေးကျွန်တော်အရင်သဘောကျတယ်။ ထာဝရဘုရားသည်ကျွန်တော်နဲ့အတူရှိတော်မူလင်ဟာလေလုယာကိုတော်ရှိတယ်ဆိုရင်ရွှေဆွေငါးနဲ့ဘိုးကြီးကလည်းတောင်းနေကိုတဲအောင်မှာဖြစ်တယ်ဟာလေလုယာအာမင်ကိုတော်ကအတူရှိတယ်ဆိုရင်လည်းသုံးနှစ်ခွဲနဲ့နှုတ်ပြက်ခါစရှမွေလာကလည်း prophet ပြုမှာဖြစ်ပါတယ်အာမင်အဲ့တော့ get ready get ready get ready ဘုရားကျွန်တော်တို့လူပါရှိတော့ကြောင်းကျွန်တော်တို့ကတိမ့်ပိုက်စရာတွေအများကြီးရှိသေးတယ် hallelujah အရှိနောက် တောင်မြောက်ကျွန်တော်တို့တိမ့်ရမယ့်နယ်မြေတွေယေရှုနာမ၌ဝန်ခံတဲ့အောင်မြင်ခြင်းနဲ့တိမ့်ပိုက်တဲ့ဘုရားရှင်ကောင်းကြီးပေးပါစေ အဲ့ဒီခါမှာယောရှုကကောင်းကြီးပေးတယ်ဟေဘရုန်ပြည်ကိုယေဖနုန်ရဲ့သားကာလက်အမွေခံစီရဖို့အပ်ပေးလေ၏တို့ဖြစ်၍ကေနက်အမျိုးယေဖုန်နာ၏သားကာလက်သည်ဣသရေလအမျိုးဖျားခင်ထားတော်ဖျားနောက်တော်သို့လုံလုံလိုက်သောကြောင့်ဟေဘုံပြည်သည်ယနေ့တိုင်အောင် ကာလက်ပြီးအမွေမြေဖြစ်သည်ဟာလေလုယာကျွန်တော်ရဲ့သားသမီးမြေမြစ်တွေအမွေစက္ကန့်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့လောက်ရပါကတော့နောက်တော်တို့ လုံလုံလိုက်ဖို့ရန်အတွက်ဖြစ်ပါတယ်အာမင်ယောရှုမစာခန်းကြီး27ငယ်45ကိုအတူတူကအင်္ဂလိပ်လိုဖတ်ကြည့်အောင် not one of all the lord's good promises to me amen to you amen fail every good promises was fulfilled amen ယနေ့ဒီပြုထားတဲ့ prophet ပြုချက်တွေပြည့်စုံပြီးပြီလို့ယုံကြည်တယ်ဆိုရင်မပြုဘူးသေးတော့ prophet တွေဒီတွေပြုမယ် hallelujah ကိုရောဘုရားကတင့်အတွက်ပြင်ဆင်ထားတဲ့ຢာတွေကတင်တစ်ခါမှမစင်စားဘူးတဲ့အခွက်တွေရောက်လာတော့မှဖြစ်ပါတယ် hallelujah praise the lord amen ooh hallelujah တော်လေရကျန်ခန်းကြီး23ငွေ19မှာ ဖျားခင်သည်မူတာစကားကိုပြောအပ်သောငါလူဖြစ်တော်မူသည်မဟုတ်။နောင်တရရန်သောငါလူသားဖြစ်တော်မူသည်မဟုတ်။မိန်တော်မူပြီးမှစကားတော်တိုင်းမပြုတ်ဘဲနေတော်မူမည်လော။ဂတိတော်ထားပြီးမှဂတိတော်မတည်ဘဲနေတော်မူမည်လော။ဖျားခင်ထက်ကျွန်တော်တို့ကျွမ်းကျင်တဲ့အရာတခုရှိတယ်။ဖျားလုံးဝမလုပ်တတ်ဘူးကျွန်တော်တို့အရင်ကျွမ်းတယ်။အဲ့ဒါလိန်လေခြင်း။ဖျားကမလိန်တတ်ဘူး။ကဲပြီတ िश ူးကိုကျွန်တော်ကဒီရာကိုအနဲ့အောင်လို့ပြောရင်ကျွန်တော်လိန်တာဟုတ်လား။ဒါဘာအောင်လဲ။ အဖြူရောင်အဖြူရောင်ကျွန်တော်ကအနဲ့ရောင်ပြောတာကျွန်တော်မမှန်တဲ့ဟာပြောတာဖခင်ကလည်းကျွန်တော်တို့လိုက်ပြောကြည့်ချင်တယ်ဟဲ့ဘာစကင်းလဲလိန်နေဆိုငါလည်းလိန်ကြည့်မယ်ဆိုဖခင်ကဒီ white color ရှိတဲ့ tissue paper ကိုဖခင်ကအနဲ့ရောင်ဖြစ်တယ်လို့ပြောနေတဲ့တခါခဏမှာကျွန်တော်မျက်လဲစရာမဟုတ်တဲ့အတွက်ကျွန်တော်ဖခင်မဟုတ်တဲ့အတွက်ကျွန်တော်မပြနိုင်ပေမဲ့ဖခင်ရဲ့စကားတော်မှာဒါကြီးကတခါလဲမဲသွားမလို့ကျွန်တော်ယုံကြည်တယ်ဘာဆိုသူအမိန်နဲ့အလင်းဖြစ်စေဆိုအလင်းဖြစ်လာတယ်အာမင်သူလိန်လို့မရဘူးဟာလေလုယာအာမင်လက်ခုပ်တီးလက်ဖျောက်ချီးမွမ်းရအောင် ဒါကြောင့်ဖခင်ကဘယ်တော့မှမလိမ်ဘူးအာမင်အိုး praise the lord ဘေးမှာရှိပြအောင်ဖခင်သားသမီးတွေလည်းမလိမ်ရဘူးလို့ပြောရအောင်အာမင်ဘယ်ဒီစကြေလာငါကဒီကြံခန်းကြီးစနစ်ငွေ25မှာငါသည်သာဝရဖျားဖြစ်၏ငါပြောရင်ပြောသည့်အတိုင်းပြည့်စုံလိမ့်မည်ပြည့်စုံချိန်လဲမရွေ့ရအချင်းပုံကံတတ်တော်အမျိုးတင်တို့လက်ထက်၌ငါပြောမည်ပြောသည့်အတိုင်းလဲပြည့်စုံစေမည်ဟု အရှင်သာဝရဖျားမိန့်တော်မူ၏ဟာလေလုယာ တန်ကိုသွားခံရင်ကျွန်တော်တို့ပဲနာတယ်လို့ပဲဖះနဲ့ပတ်သက်လိုက်ဖះကတော့ तू ကသူ့နိယာမနဲ့တက်ရှင်တာအသွေးဟေးသွင်းခြင်းမရှိလင်အဖြစ်ဖြေလို့ခြင်းမရှိဘူးစံစာလာတဲ့အတိုင်းဖះရဲ့တိုးတငယ်ဖြစ်တဲ့ယေရှုတောင်မှလွတ်လို့မရအောင်လွတ်ခြင်းခွင့်မရှိဘူး အသွေးသွန်းခဲ့ရတယ်မဟုတ်ဘူးလားဒါကြောင့်ဖခင်ခင်ကဖခင်ဖြစ်တယ်သူပြောရင်ပြောတဲ့အတိုင်းပြည့်စုံတယ်ပြည့်စုံခြင်းလည်းမရွေးရဘူးဒီနေ့ကျွန်တော်တို့ပုံကံမိတဲ့ချိန်မှာတော့မှဖခင်က तू ပြောတဲ့အတိုင်း तू ကဆက်ပြီးတော့လုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့အမိတ်ဆွေကအဲ့ဒီချိန်မှာတစ္ဆာရှိစွာနောက်တော်လိုက်ဖို့ရန်အတွက်ပဲအရေးကြီးပါတယ်နောက်ဆုံးဒီကုန်းချုပ်နေနဲ့ကျွန်တော်တို့ကောင်းစဉ်လေးကိုပြန်ကြည့်အောင်ထိတ် possessions of it တင်းယူစရာရှိတာတွေကိုတင်းယူလောအာမင်တင်းယူစရာဘာတွေရှိတယ်လဲကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့ပြန်လဲစဉ်းစားဖို့အကောင်းဆုံးချိန်ဖြစ်တယ်သုတ်တန်ချန်ခန်းကြီး6ငွေ30 31မှာတော့ဘာကြောင့်ခိုးခိုးတခိုးခိုးမိတယ်ဆိုရင်ခုနစပြန်တောင်းခွင့်ရှိတယ်တဲ့အာမင်ယန်သူကဘယ်လောက်ပဲကြီးမားပါစေကျွန်တော်တို့ကအောင်မြင်မှာအသက်ကြီးသွားပေမဲ့သူဘာလို့အောင်မြင်မယ်လို့ယုံကြည်ရဲလဲဆိုတော့သူကဖះနောက်ကိုလုံလုံလိုက်လို့ဖြစ်တယ် ဒီနေ့ကျွန်တော်တို့ဘယ်နှယောက်ကဖះနောက်ကိုကျွန်တော်တို့လုံးလုံးလေးလိုက်ဖို့အတွက်လိုက်ခဲ့နေပြီလေဆက်လိုက်အောင်မလဲဘယ်နှယောက်ကဆက်ကတ်ချင်ပါသလဲဟာလေလုယာကျွန်တော်တို့ကခံစားချက်နဲ့တက်ရှင်တော်သူများမဟုတ်ဖះနောက်ကိုလုံးလုံးလိုက်တော်သူများဖြစ်ပါတယ်အာမင်